မင်္ဂလာပါခင်ဗျာဒီကိုရီးယားဆိုင်အစ်တလေးပေါ့နော်ရှီလာဆက်ဆိုင်လေးကိုစားကျင်နေရကြားပြီးဆီယူနာဟိုတယ်အောက်ထပ်မှာအဲ့ဒါနဲ့ဒီနေ့လမ်းကြုံလမ်းနဲ့ဒီဆိုင်လေးမှာသွားပြီးဆက်စားခဲ့ပါတယ်ဆိုင်လေးကဆီယူနာဟိုတယ်အောက်ထပ်မှာပဲအဲမှာလူနည်းလေးပြည့်နေလို့ခဏလောက်တော့ဆောင်းလိုက်ရငါမင်းလောက်တော့ဆောင်းလိုက်ရအော်စားစားတဲ့အချိန်မှာသူကအာပါရီမှလိုက်လဲဆိုတော့ပေါ့ပယ်ရေပေါ့ရှူရာရေအဲမှလိုက်ပါတယ်သူကတော့ဒါ half half barbecue လုပ်ပြီးသားပါနော် အရှိမကင်ပြီးလေးရတယ်နောက်နောက်မှကင်ပြီးလေးရမယ်မင်းကျအရှိမကင်တာကိုကြည့်ကြပါဦးသူကတခွက်ကကင်ပြီးသားဆိုတော့ဒီလိုမျိုးလေးတော့ဖြူမြော်နော်ဒါကတော့ပဲခောက်ဆွဲပဲခောက်ဆွဲကတော့စားကြည့်ရခါမှာဒီ sauce ကိုတော့ပေါ်ကြားတယ်ဒါမှပင်လယ်စားလည်းပါတယ် seafood လည်းပါတယ်အဲခောက်ဆွဲသားကျတော့လိုမျိုးဟိုလိုအရင်အရှိကြီးမဟုတ်ဘူးနော်ပင်လယ်နဲ့ခောက်ဆွဲသားလေးကမမာလေးနဲ့ဆိုတော့အမင်းပုံမှန်ဟိုဟန်ဒီကွက်မှာစားနေကြအရသာနဲ့ဆိုရင်တော့ဟန်ဒီကွက်ကိုပို့တော့ကြားတယ်ဒါကတော့ ကိုရီးယားစတိုင်ပေါ့နော်ဒါတော့မင်းမင်းအကြိုက်နဲ့မတူတော့နော်ချာလို့တော့အကြိုက်အကြိုက်နဲ့သူကအဲ့လိုချိုးချင်လေးဘက်ကိုပို့သွားတယ်ဖန်နီကွန်နိုဘက်ကကြောက်သူကချိုးရတာဘက်ကိုပို့သွားတယ်ခင်ဂျီစုကကြောက်နေနေလေးပေါ့လို့ပြန်ပြင်ခိုင်းလိုက်တယ်အဲတောက်လိုက်တာအဆင်ပြေရကောင်းတယ်ဟောဝတ်သားလေးနဲ့တစားလို့လည်းကောင်းတယ်ဒီဝတ်ဝတ်သားကင်မှာကြတော့ဒီဝတ်သုံးတဲ့သားကင်ရောဝတ်ဝတ်အာပခုံးသားရောနည်းနည်းလေးချိုးရတာပေါ့တဲ့မျိုးခံစားပါနော်မင်းဘယ်စက်ကြောက်ဝင်လာတော့မသိဘူး တိတ်ပြီးတော့သဘောမကျခဲ့ဘူးအမ်စားတဲ့အခါမှာဒီဆိုင်ကန်းအပြင်စင်နေသဘောကျတယ်ကပ်ပတ်ကင်းနေကျတာသဘောကျတယ်ဘာလို့ဆီရုံးနဲ့ဟော်ရဲမှာရှိရတဲ့အတွက်အဲတကယ်ချင်းနဲ့လာစားမယ်ဆိုလို့ရှိရင်အာဒီဆိုင်ကိုရွေးချယ်ပြလိမ့်မယ်ဒါပေမဲ့တကယ်နဲ့ရသကောင်းကောင်းစားခြင်းနဲ့ဆိုရင်တော့ဒီဆိုင်ကိုဟိုရွေးချယ်ဖို့စဉ်းစားလိမ့်မယ်ပေါ့နော်။ဆိုတော့ဘာဖြစ်ကျွန်တော်အကြိုက်နေမဟုတ်ဘူး။တခြားလူတကြိုက်ကြိုက်လိမ့်မယ်။ဒါထဲမှာလည်း foreigner လည်းအများကြီးပဲ local လည်းအများကြီးပဲ။တော်တော် try တင်တာပေါ့နော်။ ါပေမဲ့အများကြီးတော့ expectation မထားခြင်းမထားစီခြင်းဘောနော်ဆိုတော့ I mean ဒီနေ့သွားစားခဲ့တဲ့အတွေ့အကြုံတွေကို honest review လေးမျှဝေတာပါအားလုံးကျေးဇူးတင်ပါတယ်